ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့တော့ကိုယ်ကိုယ်ချင်းနဲ့နားထောင်ချင်းဆိုရကောင်းစင်နဲ့ခွားပြီးတော့မှဖြစ်ပါတယ်ဓမ္မရာဇဝင်ပထမဆောင် အခန်း15စာပိုင်း21 22 23ကိုရှင်းပြမှာဖြစ်တယ်တို့ရတွင် လူများတို့သည်ကိလကာလမြို့၌ကိုရော်ဤဘုရားသခင်ထာဝရဖျားရစ်ပူဇော်လူတော်ငှာ လူယူတော်သူနွားရှင်းရှင်းပြစီအပ်တော်အရာ အကောင်းဆုံးတို့ကိုသိမ်းယူကြပါပြီပြောဆိုပြန်၏ဟောဒါကအမလတ်လူမျိုးတွေကိုဘုရားသခင်ကနော်သူတို့အပြစ်နဲ့အလျောက်စင်တာဖြစ်တယ်အဲ့လိုစင်တဲ့ခါမှာနော်ဒီအစ္စရေလဘုရင်ဖြစ်တဲ့ရှောလူကိုတောင်းပေးတာဖြစ်တယ်တောင်းပေးတဲ့ခါမှာအကုန်ဖြစ်စီခိုင်းတာတခုမှမယူခိုင်းဘူး လူဝတ်တိတ်ဆောင်ပစ္စည်းဥဆောင်ထိုင်မဲ့သူတို့ကခုနပြောတဲ့အတိုင်းအကြောင်းပြချက်ပေါ့နော်တခြားအထက်မှာတော့သူတို့တတ်မှတ်ခြင်းတွေလည်းပါတာပေါ့ဒါမှအကြောင်းပြချက်ကလည်းခိုင်လုံပါတယ်နော်တချို့ဟာတွေကိုအကောင်းဆုံးတွေဒီဖက်မှာဖတ်မယ်ဆိုအကောင်းဆုံးတွေနော်တိတ်ဆန်တွေရွှေငွေစည်းစိမ်ဥစားတွေဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကိုတော့သူတို့ကမဖြတ်စည်းပဲနဲ့ယူလာတယ်တဲ့ ယူလာတဲ့အကြောင်းကလည်းပါလေဖယားသခင်ကိုကိုယ်ကိုယ်ပို့အကြောင်းပြချက်ဒါလိုဖြစ်တယ်ဟာအဲ့တော့ဖယားသခင်ကိုကိုယ်ကိုယ်ပို့ဒီသူတို့အတွက်ဘယ်လိုထင်လဲဆိုတော့ကိုယ်ကိုယ်ချင်းကသူကနားထောင်ချင်းထက်တိုက်ကောင်းတယ်လို့ထင်တယ်နော်ပြင်လဲနားထောင်ချင်းနဲ့ကိုယ်ကိုယ်ချင်းကတူတယ်လို့ထင်တယ်သူတို့ကဒါကြောင့်သူကငါတို့ ငါမထောင်ပင်မဲ့နော်ကိုကိုွယ်တယ်ဆိုတော့သူတို့ထင်မှာပိုကောင်းတယ်လို့ကိုထင်တာနော်ဒါဖြတ်တာထက်ဘာရောက်ကိုကိုွယ်တော့အကျိုးရှိတာပေါ့ဆိုတဲ့သဘောပေါ့လေအဲ့တော့ surprise 20နှစ်မှာဗာပြောလဲဆိုရှာမွေလက်ကလည်းထောင်ရဖြာအမိန်တော်ကိုနားထောင်ခြင်း၌အားရတော်မူတခဲ့သူမီးရှို့ရာရစ်အဆရှိသောရစ်မျိုးကိုပူဇော်ခြင်း၌အားရတော်မူမီလောချစ်ဖရာသခင်ကိုဟလာကိုကိုွယ်ချင်းဟာတဲ့ ဘုရားသခင်အမိန့်ကိုနားထောင်ခြင်းမအားရတဲ့လူမျိုးအားရမှာလားတဲ့အတူတူပဲလို့မင်းထင်သလားတဲ့အဲ့လိုမေးတာနော်ပြီးရင်ဘာပြောလဲဆိုတော့အလိုတော်သူ့လိုက်ခြင်းတွေရေမျိုးထက်တာ၍ကောင်း၏နားထောင်ခြင်းတွေတိုးထီးစီဥထက်တာ၍ကောင်း၏ဒါပြောရတွေ့ရနော်အလိုတော်သူ့လိုက်ခြင်းအဲ့တော့ရေမျိုး ထက်တိုက်ကောင်းတယ်ငါထောင်ချင်းသည်သူထီးဆေးထက်တိုက်ကောင်း၏ဆိုတာကကိုကွယ်ချင်းပြောချင်တာပါနော်ရစ်နဲ့ကိုကွယ်တယ်ပြင်လဲသူထီးဆီလဲရစ်ထဲမှာအကောင်းဆုံးလို့သတ်မှတ်တဲ့ကိုကွယ်ချင်းပေါ့ကိုကွယ်နဲ့ကိုကွယ်ဒီအလုံးမှာအကောင်းဆုံးအမြင့်မြတ်ဆုံးသတ်မှတ်ခြင်းနဲ့သတ်မှတ်တဲ့ကိုကွယ်ချင်းသူထီးဆီကိုပုံဆောင်တာဖြစ်တယ်နော်အဲ့ဒါအားရမယ်ငါထောင်ချင်းတဲ့နော်ငါထောင်ချင်းတယ်မြတ်အတူတူလို့ခြင်လားတဲ့ မောက်ဘူးတဲ့နော်အဲ့ဒါကိုကိုချင်းအမျိုးမျိုးဘလောက်ပဲရှိရှိအကောင်းဆုံးလို့တတ်မှတ်တဲ့ကိုကိုချင်းပဲဖြစ်ဖြစ်ဒါဘုရားပဲတောင်းဆိုတာပဲဒါမှအဲ့ဒါထက်နော်နားထောင်ခြင်းကတာကြီးမြတ်တယ်လို့ပြောရတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုကိုချင်းဆိုတာကတော့ဆယ်ဖို့တဖို့လှူတာတွေနော်ပူဇော်တာတွေအိုတီအော်မျိုးစစ်ကျဲတာတွေ ဟုတ်ကလားပြီးရင်ပါလေကျွန်တော်တို့ဒီချင်းမွန်းတချင်းဆိုပြီးကိုးကွယ်တာတွေမှတ်စပြီးပါလေအဲ့ဒါတွေတက်တည်ခန္ဓာတွေဒါမျိုးတွေအကုန်လုံးကကိုးကွယ်ခြင်းတွေပဲဖះခင်နဲ့တက်ပါတယ်ဒါလုတ်ဖို့လဲဖះတောင်းဆိုပါတယ်ခင်ဗျတိုင်မဲ့ကိုးကွယ်ခြင်းနဲ့တော့နားထောင်ခြင်းမတူပါဘူးနားထောင်ခြင်းမရှိဘဲကိုးကွယ်သမျှဟာ အချီးနှီးပဲဖြစ်ပါတယ်။ဒါကြောင့်နားထောင်ခြင်းအတိုင်းမြတ်တယ်ဆိုတာကနားနားလည်ဖို့ဖြစ်တယ်။နားထောင်ခြင်းဆိုတာကတော့ဗာလေဖရားရဲ့စကားကိုကြားတယ်ယုံကြည်တယ်လက်တွေ့နာခံလက်လျှောက်တယ်။ဒါကိုနားထောင်တယ်လို့ခေါ်တာပေါ့နော်။နားခံလက်လျှောက်တာပေါ့နားခံခြင်းအကျင့်ပေါ့။အဲ့ဒါဟာတိုင်းမြတ်ပါတယ်။အဲ့လိုနားမထောင်ဘဲနဲ့ကိုလှုပ်တာဟာညှင်းဆန်တဲ့သဘောရှိတယ်။ နော်စာပေ23မှာညင်းဆန်တော်သဘောဒီနှဆိုးနဲ့ပေါင်းဖော်ခြင်းကဲ့သို့၎င်းခိုင်မာတော်သဘောဒီဘီရင်တစားကိုတုံးခြင်းကဲ့သို့၎င်းအဖြစ်ကြီးဟောဒီလိုပြောပါရခင်ဗျဟောဒါကြောင့်ကျွန်တော်တို့အတ္တမှာပြန်လဲဆစ်ဆေးဖို့ဖြစ်တယ်ဒီဒီနှုတ်ခတ်တော်အပြင်ဘုရားသခင်အသိကိုပြောနေတယ်ငါသားငါသမီးငါကနားထောင်ခြင်းတိုင်အားရတယ်မင်းကကိုယ်ွယ်ခြင်းနဲ့နားထောင်ခြင်းတိုင်မြတ်တယ်အသိကိုပြောနေဆိုနားတယ်ပါဒါကြောင့်ဒီနေ့ဆက်ပြီး ကိုကိုွယ်ပါမကိုကိုွယ်နဲ့လို့မဆိုလို့တို့အတွက်နားထောင်ခြင်းဘက်ကိုအားဆိုင်ပါလို့ကျွန်တော်ခွာပေးချင်ပါတယ်အဲ့လိုဆုံးဖြတ်ပါလို့ကျွန်တော်တိုက်တွန်းပါတယ်ဟောအဲ့တော့ဒီနေ့ဘယ်နှခုနှစ်လဲမမှတ်မိဘူးမန္တလေးမှာเนาะတို့ဂျူဘလီတစ်ခုလုပ်ကြတဲ့ခါမှာအခါနာက9နာရီဆားတယ်ညနေမနေ့9နာရီဆားတာညနေ2နာရီထိမပြီးသေးဘူး အဲ့ဒီမှာနော်ဘာတွေပဲဆိုတော့အဲ့ဒီကိုးနိုင်နဲ့နှစ်နိုင်ထိရဘာတွေလဲဆိုတော့ကိုးွက်ချင်းနေတယောက်တက်တေခံလိုက်ဟောကာလိုက်ချီးမွမ်းလိုက်မျိုးစုံမှာပဲဟောအဲ့တော့ပါစတာကလည်းတရားဟောတယ်အဲ့ချိန်မှာနော်တရားဟောတာကနှုတ်ကပတော်လေးနားထောင်ခြင်းပိုင်းဖြစ်သွားပြီ တဖက်ကတက်တဲ့ခန္ဓာတွေချင်းမတာတွေကိုကိုွယ်တာတွေအမျိုးမျိုးပေးကမ်းတာတွေအားကကိုကိုွယ်ချင်းကိုကိုွယ်ချင်းဟောကိုကိုွယ်ချင်းကိုကိုွယ်ချင်းနိုင်ကကိုနိုင်နဲ့မနေ့ကိုနိုင်နှစ်နိုင်အထိအဲ့တော့ငါထောင်ချင်းကငမ်းနေပဲပါစတာကတရားဟောငမ်းနေအဲ့တော့ကျွန်တော်နိုင်ကြည့်တယ်ကျွန်တော်ကိုကျွန်တော်တက်တဲ့ခန္ဓာပို့အလှက်ကြတယ်နော်ဒါလည်းကျွန်တော်လည်းကိုကိုွယ်ချင်းပဲလေတက်တဲ့ခန္ဓာဆိုတာနော်ကိုကိုွယ်ချင်း ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာစိတ်မချမ်းသာအောင်အဲ့တော့ဖယားကိုပဲသူတို့ပြောနေတာပြောနေတာဖယားရဲ့စကားကိုနားထောင်ဖို့ကြတော့သတိမရကြအောင်အဲ့ဒီခါမှာကျွန်တော်ကတက်တက်ခံလိုက်တယ်ဘလောက်ကြာလဲဆိုတော့တခါတည်းနှုတ်ကပတ်တော်ပါနော်ဝင်ငှလိုက်တာ28မိနစ်လာမှကြာပါတယ်ကြာပါတယ်အဲ့ဒါလေးတွေကျွန်တော်တို့သတိထားဖို့ဖြစ်ပါတယ် ယကုတ်ခန်းတစ္ဆာပိုက်19မှာနော်နာကြားခြင်းကလင်မြန်ကြစေပြင်ပါလေအဲခဏလေးကျွန်တော်အဲ့ဒါဖတ်မယ်နော်စကားပြောခြင်းကနှေးကြစေလို့ပြောတာထင်တယ်နော်ခတ်သိမ်းသောသူတို့သည်နာကြားခြင်းကလင်မြန်ကြစေစကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းနှေးကြစေနော်အဲ့တော့ဒီနေ့နာကြားခြင်းကိုအားစိတ်ခိုင်းတဲ့ဘုရားက ဒါကြောင့်လည်းနှစ်ပေါက်ပေးထားတာဖြစ်ပါတယ်။ဟောဖယားစကားမြန်မြန်နဲ့ထောင်းမယ်တကယ်လက်တွေ့နာခံလက်လျှောက်မှာအဲ့လိုဖြစ်စေချင်လို့ဒီနေ့တင့်ဟိုမနာနှစ်ဖက်ပေးထားတာဖြစ်တယ်။စကားပြောခြင်းကနှေးစီဟောနော်ကိုယ်ွယ်ချင်းဖြစ်ဖြစ်ဟလာဒီစကားကိုဖယားသခင်စကားတော့နားထောင်ခြင်းနဲ့နိုင်ရှင်လိုက်ကိုယ်ွယ်ချင်းကနှေးရမှာအတိတ်ဘယ်ကနော်ဟိုစကားပြောခြင်းကဟိုမြန်မြန်တွေပြောနေတာ တစ်ချိန်လုံးခုနပြောလို့ပေါ့9နိုင်နဲ့9နိုင်9နိုင်အထိကိုကပြောနေတာဖျောင်းဩကိုကကြောင့်ဖျားစကားကြောင့်9မိနစ်တောင်နားမထောင်ချင်ဘူးရပြီကျွန်တော်ပြောပြီးသားကိုတော့မပြောတော့နဲ့အဲ့ပုံစံဖြစ်နေတယ်ဒါကြောင့်ဒီနေ့မှတ်ထားပါဒီနေ့နှုတ်ကပတ်တော်အဖြစ်တင်းကိုဘုရားသခင်စကားပြောနေပါတယ်နော်စကားပြောခြင်းဖျောင်းကိုကွယ်ခြင်းကောင်းပါတယ်တို့အတွက်တို့အတွက်နားထောင်ခြင်းအပွေကောင်းတယ်ဆိုတော့နားလဲပါအဲ့တော့ နားထောင်ခြင်းဦးစားပေးပါလို့ဒီနေ့ကျွန်တော်တို့ဒီခေတ်ကာလမှာကိုယ့်ကိုယ်ချင်းမဲ့အသာပေးလွန်အားကြီးတယ်နော်နှုတ်ပတ်တော်နဲ့ဆန့်ကျင်ပါတယ်အဲ့ဒါတွေကနော်ကိုယ့်ကိုယ်ချင်းသားပေးတယ်နားထောင်ခြင်းကိုဒုတိယမှာသွားထားလိုက်တယ်ဒါကနှုတ်ပတ်တော်နဲ့ဆန့်ကျင်နေတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ဘုရားကြောင်းအချိန်တွေကိုကျွန်တော်စစ်စစ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့နေ့စဉ်အချိန်လည်းစစ်စစ်ဖို့ဖြစ်တယ်ဟုတ်နော်ဘလောက်ငါနှုတ်ပတ်တော်ခံယူလဲဘလောက်ငါကျမ်းစာဖတ်ပြီးဘုရားစကားနားထောင်တယ်လဲ ဒါမှမဟုတ်ငါနော်ကိုယ်ကွယ်ချင်းတဲ့အချိန်ကုန်လာကိုယ်ကွယ်ချင်းတဲ့လက်ချိန်တော့ကုန်မှာမဟုတ်တခြားတဲ့အချိန်ကုန်မှာပေါ့ပူဆိုးတော့ပေါ့တခြားဆိုရင်တော့နော်အဲ့ဒါဆိုရင်ဘာဖြစ်တယ်ငင်းဆန်ချင်းသဘောရှိတတ်တယ်အဲ့ဒါကနော်ဟိုဘာလဲနဆုံးနဲ့ပေါင်းပေါ်တာပေရင်နဲ့ပေါင်းတာနဲ့အတူတယ်ဒါကြောင့်ဒီနေ့စပြီတတိထားပါဖရာသခင်ကိုနော်ကိုယ်ကွယ်ပါတော့အတွင်းနားထောင်ခြင်းရှိပါ ငါထောင်ချင်းနဲ့ကိုကိုွယ်ပါငါထောင်ချင်းကိုလည်းများများလှုပ်ပါဒါဘုရားသခင်များများစကားနားထောင်ခြင်းဖြစ်တယ်အဲ့ဒီအတွက်တင့်ကိုနားနှစ်ဖက်ပေးတာဖြစ်ပါတယ်ပေါ့ဒါကြောင့်ဒီနေ့အစားပြတော့မှဒီနှုတ်ကပတ်တော်နဲ့ကိုတက်တော်တိဆောက်ပါလို့ခေါ်ပေးနေဒီကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်